ချစ်ခင်ရသူများအားလုံးမင်္ဂလာပါရှင်။တိရရဲ့ guided affirmation audio လေးကနေကြိုဆိုပါရစေ။ပထမဆုံးတပြင်းပြလစ်ချက်ရှုသွင်းလိုက်ပြီးဖြည်းဖြည်းချင်းစက်ကနေပြန်မှုတ်ထုတ်လိုက်ပါ။ပြန်မှုတ်ထုတ်လိုက်တဲ့လေးနဲ့အတူစိတ်ထဲမှာလေးပင်နေတာတွေအားလုံးစိတ်ပြည့်စုံမှုတွေအားလုံးကိုလည်းတပါးတည်းဖြည့်လျှော့လိုက်ပါ။ ဒီနေ့တင်ဆက်ပေးမယ့် affirmation ကတော့ချစ်ခင်ရသူများရဲ့စိတ်နှလုံးအေးချမ်းစေဖို့ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်စေဖို့နဲ့စိတ်ဆွမ်းအားနဲ့နှလုံးသားအလင်းရောင်လေးညှင့်တင်ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ဒီအခိုက်အတန့်လေးကိုကိုယ့်ရဲ့ခန္ဓာအလိုလျောက် healing ဖြစ်စေဖို့စိတ်ကုစားမှုခံယူဖို့အတွင်းစိတ်ထဲကနက်နက်ရှိုင်းရှိုင်းအေးချမ်းမှုကိုခံစားရရှိဖို့ ကိုကိုကိုခွင့်ပြုပေးလိုက်ပါဒီတော့အခုပဲစလိုက်ကြရအောင်ငါရဲ့ကိုခန္ဓာဟာအစင်ကျမ်းမာဖို့မြင်နိုင်တဲ့နီလန်းမမြင်နိုင်တဲ့နီလန်းတွေနဲ့အလိုလျောက်ပြန်လည်ကောင်းမွန်လာနေတယ်။ငါရဲ့ကိုခန္ဓာဟာအစင်ကျမ်းမာဖို့မြင်နိုင်တဲ့နီလန်းမမြင်နိုင်တဲ့နီလန်းတွေနဲ့အလိုလျောက်ပြန်လည်ကောင်းမွန်လာ ငါရဲ့အယိုးတွေကြွက်သားတွေနဲ့ဆဲလ်စ်တွေကိုအလွယ်တကူပြန်လည်ပြုပြင်နိုင်ဖို့လည်းခွင့်ပြုပါတယ်။ငါရဲ့အယိုးတွေကြွက်သားတွေနဲ့ဆဲလ်စ်တွေကို အလွယ်တကူပြန်လည်ပြုပြင်နိုင်ဖို့လည်းခွင့်ပြုပါတယ်။ရှုသွင်းလိုက်တဲ့လေတိုင်းဟာခန္ဓာကိုယ်ရဲ့ကိုလက်ဆက်တဲ့အောက်ဆီဂျင်လက်ဆက်တဲ့ဆွမ်းအင်နဲ့အသက်ဆက်ဖို့ဆွမ်းအားတစ်တွေယူဆောင်လာပေးပါတယ်။ရှုသွင်းလိုက်တဲ့လေတိုင်းဟာ ခန္ဓာကိုယ်ရဲ့ကိုလက်ဆက်တဲ့အောက်ဆီဂျင်လက်ဆက်တဲ့ဆွမ်းအင်နဲ့အသက်ဆက်ဖို့ဆွမ်းအားတက်တွေယူဆောင်လာပေးတယ်။ငါရဲ့ကိုယ်ခံအားစနစ်ဟာတန်မာကောင်းမှုပြီးဟန်ချက်ညီညီလှုပ်ဆောင်ပေးရဲ့ယောဂဗေယကင်းဖို့အမြဲကာကွယ်ပေးနေတယ်။ငါရဲ့ကိုယ်ခံအားစနစ်ဟာတန်မာကောင်းမှုပြီးဟန်ချက်ညီညီလှုပ်ဆောင်လျက်ယောဂဗေယကင်းဖို့အမြဲကာကွယ်ပေးနေတယ်။ ငါရဲ့ခန္ဓာကိုယ်ဟာကျမ်းမာတဲ့ဟာရပြည့်တဲ့အစာစာတွေစားသုံးဖို့အနာယူဖို့နဲ့ဂယုဆိုင်မှုတွေကိုထိုက်တန်ပြီးငါကိုယ်တိုင်လည်းဒီအရာတွေကိုဖြည့်ဆည်းပေးတယ်။ငါရဲ့ခန္ဓာကိုယ်ဟာကျမ်းမာတဲ့ဟာရပြည့်တဲ့အစာစာတွေစားသုံးဖို့အနာယူဖို့နဲ့ဂယုဆိုင်မှုတွေကိုထိုက်တန်ပြီးငါကိုယ်တိုင်လည်းဒီအရာတွေကိုဖြည့်ဆည်းပေး ငါခန္ဓာကိုယ်ရဲ့ cell တိုင်းမှာကျမ်းမာခြင်းဒုက္ခနဲ့ပြည့်စုံတဲ့မှတ်ဉာဏ်နဲ့သိဆောင်ထားပြီးအခုအချိန်မှာအဲ့ဒီကုသမှုကိုအသက်သွင်းပါတယ်။ငါခန္ဓာကိုယ်ရဲ့ cell တိုင်းမှာကျမ်းမာခြင်းဒုက္ခနဲ့ပြည့်စုံတဲ့မှတ်ဉာဏ်တွေသိဆောင်ထားပြီးအခုအချိန်မှာအဲ့ဒီကုသမှုကိုအသက်သွင်းပါတယ်။နေ့ရက်တိုင်းကိုယ်တော်မတိလိုက်ပါပဲအလုလုပေးပြီး ကျမ်းမာကြံ့ခိုင်စွာရှိနေပေးတဲ့ဒီခန္ဓာကိုလည်းကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းကိုတော်မတိလိုက်ပါပဲအလုံးလုံးပေးပြီးကျမ်းမာကြံ့ခိုင်စွာရှိနေပေးတဲ့ဒီခန္ဓာကိုလည်းကျေးဇူးတင်ပါတယ်။အသက်ရှူသွင်းလိုက်တိုင်းမှာလည်းငါရဲ့စိတ်ဟာပူပြီးတန့်စင်လာတယ်တည်ငြိမ်လာတယ်ပူပြီးအေးချမ်းလာတယ် သက်ရှူသွင်းလိုက်တိုင်းမှာလဲငါရဲ့စိတ်ဟာ ပိုပြီးတန့်စင်လာတယ်တည်ငြိမ်လာတယ်ပိုပြီးအေးချမ်းလာပါတယ်ငါသည်မြင့်မားတဲ့ပုံစံနဲ့ဖြစ်တည်လာတဲ့လက်ရှိကိုယ့်ရဲ့ပုံစံနဲ့မကိုက်ညီတော့တဲ့အတိတ်ကအတွေးခေါ်ဟောင်းတွေကိုကိုကိုတားဆီးပိတ်ပင်နေမိတဲ့အဖြတ်စိတ်တွေကိုလည်းတွချလိုက်နိုင်ပြီငါသည် မြင်မာတဲ့ပုံစံနဲ့ဖြစ်ကြည်လာတဲ့လက်ရှိကိုယ့်ရဲ့ပုံစံနဲ့မကန့်ညီတော့တဲ့အတိတ်ကအတွေးခေါ်ဟောင်းတွေ ကိုကိုကိုတားဆီးပိတ်ပင်နေမိတဲ့အဖြက်စိတ်တွေကိုလည်းလွတ်ချလိုက်နိုင်ပြီ။ငါရဲ့အတွေးတွေဟာငါစိတ်တရားတွေကိုကုစားပေးဖို့အထောက်အကူပြုပါတယ်။ငါရဲ့အတွေးတွေဟာ ငါစိတ်တန်ရာတွေကိုကုစားပေးဖို့အထောက်အကူပြုပါတယ်။ငါရဲ့စိတ်ကိုငြိမ်သက်စေတဲ့နှစ်သိပ်ပေးတဲ့စွမ်းအားပေးတဲ့အတွေးတွေကိုသာငါရွေးချယ်တယ်။ငါရဲ့စိတ်ကိုငြိမ်သက်စေတဲ့နှစ်သိပ်ပေးတဲ့စွမ်းအားပေးတဲ့အတွေးတွေကိုသာငါရွေးချယ်တယ်။ ငါဟာငြိမ်းချမ်းမှုအတွက်တိတ်ဆိတ်ငြိမ်သက်မှုအတွက်ရှင်းလင်းမှုအတွက်နေရာတစ်ခုဖန်တီးပါတယ်ငါဟာငြိမ်းချမ်းမှုအတွက်တိတ်ဆိတ်ငြိမ်သက်မှုအတွက်ရှင်းလင်းမှုအတွက်နေရာတစ်ခုဖန်တီးပါတယ်ငါရဲ့စိတ်ဟာနှူးညံ့လာသလိုတင်းကျပ်နေတာတွေရော့ကျလာပြီးရှင်းလင်းမှုတွေပြန်လည်ရရှိလာတယ်ငါရဲ့စိတ်ဟာနှူးညံ့လာသလိုတင်းကျပ်နေတာတွေ ရော့ကျလာပြီးရှင်းလင်းမှုတွေပြန်လည်ရရှိလာတယ်။အကောင်းဆုံးပုံစံကိုမပြတာနိုင်ခဲ့တဲ့ခိုက်တန့်တွေအတွက်လည်းကိုကိုကိုခွန့်တော့ပါတယ်။အကောင်းဆုံးပုံစံကိုမပြတာနိုင်ခဲ့တဲ့အခိုက်တန့်တွေအတွက်လည်းကိုကိုကိုခွန့်တော့ပါတယ်။ယခုချိန်မှစပြီးစင်စစ်မပြတ်သင်ယူမှုနဲ့တိုးတက်မှုကိုသာငားရွေးချယ်တယ်။ဒီခုချိန်ကစပြီးစင်စက်မပြတ်တင်ယူမှုနဲ့ တိုးတက်မှုကိုသာငါရွေးချယ်တယ်။စိုးရိမ်ကြောင်ကြမှုတွေထက်ငါရဲ့အတွင်းစိတ်အလင်းရောင်ကိုပုံမိုတောက်ပစွာထွန်လင်းခွင့်ပြုပါရယ်။စိုးရိမ်ကြောင်ကြမှုတွေထက်ငါရဲ့အတွင်းစိတ်အလင်းရောင်ကိုပုံမိုတောက်ပစွာထွန်လင်းခွင့်ပြုပါရယ်။ဘဝမှာဖြစ်ပျက်နေတဲ့အရာအလုံးဟာငါဘဝကို ပုံမကောင်းမွန်တဲ့ဘဝကိုရောက်ရှိစေဖို့အချိန်ကိုက်ဖြစ်ပျက်ပေးနေတာဖြစ်တယ်။ဘဝမှာဖြစ်ပျက်နေတဲ့အရာအလုံးဟာငါဘဝကိုပုံမကောင်းမွန်တဲ့ဘဝကိုရောက်ရှိစေဖို့အချိန်ကိုက်ဖြစ်ပျက်ပေးနေတာဖြစ်တယ်။ငါရဲ့ကိုယ်ပိုင်စွမ်းအင်အလေးရောင်လေးဟာလေပိုပြီးထွန်းတောက်နင်းလက်လာသလိုပိုပြီးတန့်စင်လာတယ်။ငါရဲ့ကိုယ်ပိုင်စွမ်းအင်အလေးရောင်လေးဟာ ပိုပြီးချွန်းတောက်လင်းလက်လာတယ်လို့ပိုပြီးတန့်စင်လာတယ်။ငါသည်အဆုံးမဲ့ကုစားမှုအဆုံးမဲ့ညံအလင်းတို့ရဲ့အရင်မြစ်တွင်နဲ့နှက်ဆိုင်စွာချိတ်ဆက်နေတယ်။ငါသည်အဆုံးမဲ့ကုစားမှုအဆုံးမဲ့ညံအလင်းတို့ရဲ့အရင်မြစ်တွင်နဲ့နှက်ဆိုင်စွာချိတ်ဆက်နေတယ်။ငါသည်အယူဆဟောင်းအတွေးခေါ်ဟောင်း စွမ်းအင်ဟောင်းတွေကိုလွှတ်ချပြီးအတစ်တစ်သောကောင်းကြီးမင်္ဂလာများကိုနှလုံးသားတကားဖွင့်လျက်ကြိုဆိုပါတယ်။ငါသည်အယူဆဟောင်းအတွေးခေါ်ဟောင်းစွမ်းအင်ဟောင်းများကိုလွှတ်ချပြီးအတစ်တစ်သောကောင်းကြီးမင်္ဂလာများကိုနှလုံးသားတကားဖွင့်လျက်ကြိုဆိုပါတယ်။ငါရဲ့စိတ်ဝင်ခြင်းသည် စိတ်ဖြစ်စေမှုကင်းပြီးအေးချမ်းခြင်းတွေသာဘဝတည်းကို စွန့်ငင်ပါတယ်။ငါရဲ့စိတ်ဝိညာဉ်သည်စိတ်ဖြစ်စည်းမှုကင်းပြီးအေးချမ်းခြင်းတွေသာဘဝရဲကိုစွန့်ငင်ပါတယ်။ငါခန္ဓာသည်ကျမ်းမာတန်ဆွမ်းပြီးအလိုအရာကုစားပေးခြင်း၊ညီညွတ်မျှတစွာလှုပ်ဆောင်ခြင်း၊စိတ်အေးချမ်းခြင်းတို့နဲ့ပြည့်စုံတဲ့တန့်စင်မြင့်မြတ်တဲ့အိမ်တလုံးဖြစ်တယ်။ငါခန္ဓာသည် ကျမ်းမာတန်ဆွမ်းပြီးအလိုလျောက်ကုစားပေးခြင်းညီညွတ်မြတ်စွာလှုပ်ဆောင်ခြင်းစိတ်အေးချမ်းခြင်းတို့နဲ့ပြည့်စုံတဲ့တန့်စင်မြင့်မြတ်တဲ့အိမ်တလုံးဖြစ်တယ်။ငါစိတ်ကတည်ငြိမ်အေးချမ်းနေငါခန္ဓာက ကျမ်းမာတန်ဆွမ်းနေငါစိတ်ဝိညာဉ်ကတန့်စင်ထွန်းလင်းပြီး energy ဆွမ်းအင်မြင့်မာတယ်။ငါစိတ်ကတည်ငြိမ်အေးချမ်းနေ ငါခန္ဓာက ကျမ်းမာတန်ဆွမ်းနေငါစိတ်ဝိညာဉ်ကတန့်စင်ထွန်းလင်းပြီး energy စွမ်းအင်မြင့်မာတယ်ငါသည်ကုစားမှုကိုဖြစ်စေတဲ့အတွေးခေါ်လှုပ်ဆောင်ချက် energy များကိုသာရွေးချယ်တယ်ငါသည်ကုစားမှုကိုဖြစ်စေတဲ့အတွေးအခေါ်လှုပ်ဆောင်ချက် energy များကိုသာရွေးချယ်တယ်ငါသည်တရက်ထက်တရက် ပုံမှန်ချမ်းမာလာပျော်ရွှင်လာပြီးရှောက်လန်းရတဲ့ဘဝဟာလဲပို့ပြီးလွယ်ကူချောမွေ့လာတယ်။ငါသည်တရက်ထက်တရက်ပုံမှန်ချမ်းမာလာပျော်ရွှင်လာပြီးရှောက်လန်းရတဲ့ဘဝဟာပို့ပြီးလွယ်ကူချောမွေ့လာတယ်။ငါရှောက်လန်းနေတဲ့ healing journey ကုစားခြင်းခီးစဉ်ကိုငါလေးစားဂုဏ်ပြုပါတယ်။ငါရှောက်လန်းနေတဲ့ ဟီးလင်းကြသည်ပူဇာခြင်းခီးစဉ်ကိုငါလေးစားဂုဏ်ပြုပါれ။ငါရဲ့ဖြစ်တည်နေမှုသည်ကျမ်းမာခြင်း၊တန်မာခြင်း၊အေးချမ်းခြင်းတို့ရဲ့ဇွမ်းအင်များနဲ့ပြည့်နှက်နေတယ်။ငါရဲ့ဖြစ်တည်နေမှုသည်ကျမ်းမာခြင်း၊တန်မာခြင်း၊အေးချမ်းခြင်းတို့ရဲ့ဇွမ်းအင်များနဲ့ပြည့်နှက်နေတယ်။ ုစားခြင်းပျောက်ကင်းခြင်းသည်ငါရဲ့မူလပထမရပိုင်ခွင့်တည်းရဲ့ဖြစ်တယ်ဆိုတာကိုငါခန္ဓာနဲ့စိတ်ဝိညာဉ်ကမှတ်မိသိရှိပါတယ်။ကုစားခြင်းပျောက်ကင်းခြင်းသည်ငါရဲ့မူလပထမရပိုင်ခွင့်တည်းရဲ့ဖြစ်တယ်ဆိုတာကိုငါခန္ဓာနဲ့စိတ်ဝိညာဉ်ကမှတ်မိသိရှိပါတယ်။ငါသည်ပြည့်စုံလုံလောက်သူတယောက် အထောက်ပံ့ကောင်းများအစဉ်ရရှိသူတယောက်ဖြစ်တယ်။ငါသည်ပြည့်စုံလုံလောက်သူတယောက်အထောက်ပံ့ကောင်းများအစဉ်ရရှိသူတယောက်ဖြစ်တယ်။ငါရဲ့စိတ်ကတည်ငြိမ်အေးချမ်းတယ်။ငါနှလုံးသားကနူးညံ့ပြီးမေတ္တာတရားဖြင့်ပြည့်နေတယ်။ကျင်နာတတ်တဲ့နှလုံးသားကိုချင်းစာတတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားလို့လေငါကုံကဂုံယူကျေးဇူးတင်ပါတယ်။ ငါခန္ဓာကကျမ်းမာကြံ့ခိုင်တယ်။ယောဂဗယကင်းပြီး natural healing ဖြစ်စေတယ်။ငါရဲ့စိတ်ကတည်ငြိမ်အေးချမ်းတယ်။ငါနှလုံးသားကနှုတ်ညံ့ပြီးမေတ္တာတရားဖြင့်ပြည့်နေတယ်။ကျင်နာတတ်တဲ့နှလုံးသားကိုချင်းစာတတ်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားလို့လေငါကုံကဂုံယူကျေစုတက်ပါလေ။ငါခန္ဓာကကျမ်းမာကြံ့ခိုင်တယ်။ ယောဂဗေယကင်းပြီး natural healing ဖြစ်စေတယ်။ဒီနေ့မှာတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့နှလုံးသားစိတ်ဝိညာဉ်အတွက်ဒီနေရာဒီ audio လေးကိုနားထောင်ဖို့ရောက်ရှိလာကြတဲ့ချစ်ခင်ရသူတွေအနေနဲ့ကိုကိုကိုကျေးဇူးတင်ဖို့လည်းမမေ့ပါနဲ့လို့တိုက်တွန်းလိုက်ပါရစေ။ချစ်ခင်ရသူများအနေနဲ့ ဘဝဟာလှပစွာနဲ့ဖြစ်တည်နေတယ်ဆိုတာလေးကိုလည်းနှလုံးသွင်းကြည့်စေချင်ပါတယ်။ဒီဟာနဲ့တူဒီ healing journey လေးစုံနဲ့အထိရှိနေပေးတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။